ဝင်လင်းရဲ့မျက်လုံးလေးကလည်းတောက်ပလာပြီးသူ့ရဲ့ခန္ဓာကနာကျင်မှုကပြောက်ကွက်သွားပြီးပျော်ပြနိုင်တဲ့တရောတတဖြစ်မှုကအစာထုတ်ခံရပါတယ်။ကောင်းကင်စန်းချင်းပဒေးစရာမိတော့အလုံးကိုဆုပ်ယူပြီးတဲ့နောက်နေပုံစံအမှတ်သားအမြဲမဲ့လင်းလက်လာပါတယ်။ ထိုလင်းလမှုကိုဝလင်းကလွဲလို့ဘယ်သူမှမမြင်နိုင်ပါဘူးဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်။ကောင်းကင်စန်းကျင်ဗီဒီစီကနေအလင်းရောက်ကထွက်လာတဲ့အချိန်မှာလင်းထန်ဟုတ်ကအမေနိတန်ကိုပေးပြီးမျက်လုံးလေးကိုမှိတ်လိုက်ပါတယ်။ထားရဖို့တော့အချိန်မရလိုက်ပဲအမြန်ပဲဆုတ်ခောက်သွားပါတယ်။ထိုအချိန်မှာသူကဝလင်းရဲ့ခန္ဓာကိုယ်ထဲကမိတော့ကရုတ်တရက်ပြောက်ကွက်သွားတာကိုမြင်လဲရပါတယ်။ပြီးတော့ကပေးတစ်ခုကရောက်လာတော့မယ်လို့ရုတ်တရက်ခန်းစားလိုက်ရပါတယ်။အလုံးစုံမရှိသူကိုရင်ဆိုင်တော့ကတော့ထိုကဲသူခန်းစားချက်မျိုးကမရှိခဲ့ပါဘူး။အတောက်ပဆောင်ကောင်းကင်အလင်းရောက်ကိုကြီးညက်ချင်းခိုင်းအောင်သွားတော့ကသာ ထုတ်ကဲသူခန်းစားချက်မျိုးကိုရှိခဲ့ပါတယ်။ယခုတော့နှစ်ပေါင်းထောင်ချီကြာပြီးရဲ့နောက်ထုတ်ခန်းစားချက်ကိုပြန်လည်ခန်းစားလိုက်ရပါပြီ။အမြန်မဆုံးခွာရင်သူ့ရဲ့စိတ်တွေကပျောက်ဆုံးသွားမယ်လို့ခန်းစားရပါတယ်။ အဲ့ဒါဘာလင်းအောင်လဲလင်ထန်ဦးရဲ့မျက်လုံးထဲမှာထိတ်လန့်မှုများပြင်းထန်သွားပြီးအမြဲပဲဆုတ်ခေါက်သွားပါတယ်သူရဲ့မျက်နှာအမူအရကလည်းအကြီးအကျယ်ကိုပြောင်းလဲသွားပါတယ်မမြင်ရတဲ့အလင်းအောင်ကအမြဲနီးကပ်လာတယ်လို့သူကခံစားမိပါတယ်ကြောင်းလန့်ကြားနဲ့သူ့ရဲ့ညာလန့်နဲ့နှစ်ဖူးကိုပုတ်လိုက်တော့မျက်ခုံးတစ်ခုကြားကနေမီတော်တစ်ခုကထွက်လာပါတယ်အလုံးစုံမရှိသူ့ကိုတိုက်ခိုက်တုံးကအုံပြူခဲ့တဲ့ဓာရိတ်ကလည်းပေါ်လာပြီးတွန်းဆုံမှုမရှိပဲရှေ့ကိုတုံးဝင်သွားပါတယ်ဓာရိတ်ကထွက်သွားတဲ့ချိန်မှာပဲမမြင်ရတဲ့အလင်းအောင်ပေါ်လာပြီးဓာရိတ်နဲ့တိုက်မိသွားပါတယ်ထိုတိုက်မိမှုကိုဘယ်ပြင်ပလူကမှမကြားရ မခန်းစားမိပေမဲ့လင်ထင်းဦးကတော့သွေးတွေအများကြီးကိုထွေးထုတ်လိုက်ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကနေအောင်ပြင်းပြင်းထန်ထန်ဝင်တိုက်မိပြီးမျောစင်ထဲကနေလွတ်ထွက်သွားပါတယ်။ဒါအရိတ်ကလည်းတုံရင်သွားပြီးပြုတ်ကွယ်လို့နေပါဖြစ်သွားပါတယ်။ပြီးတော့ဝမ်းထဲချိတ်ကွဲတဲ့အော်တန်တစ်ခုကိုပေးလိုက်ပြီးလင်ထင်းဦးရဲ့မျက်ခုံတစ်ခုချောင်းကိုပြန်ဝင်သွားပါတယ်။လင်ထင်းဦးရဲ့မျက်နှာကလည်းပိုပြီးတော့ဖြော့ဖြော့သွားပြီးသွေးတွေကိုထပ်ပြီးတော့ထွေးထုတ်လိုက်ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအင်အားကုန်ခန့်သွားသလိုပါပဲ။ထိုင်လန့်နေကြနဲ့သူ့ရဲ့ခေါင်းမှာစူးစူးဝါးခံစားလိုက်ရပြီးတုံဆုံနေရမျိုးမရှိပဲမြေကြီးရောက်ထဲကိုထိုးဆင်းသွားကတားလုံးချူရဲ့အလဲဘိုးကိုဥတီသွားပါတယ်။ထွက် ြင်းလင်ထန်ဟုကသူ့ရဲ့ရှိကစိတ်တွေကိုဖွင့်ဖို့အတွက်လက်စိတ်ဖွဲနေပါတယ်သူ့ရဲ့စိတ်ထဲမှာထိလန့်မှုတွေအားပြင်းထန်နေပြီးတာလောဂျိုရဲ့အလဲဘိုးရောက်ဖို့အတွက်တွင်းနေမိပါတယ်ထိုင်ဝမ်ဂျိုဘောကလှန်သုံးချောင်းပုံတောင်ထိတ်မှရှိတဲ့အလုံးစုံမရှိသူကတော့အစားတည်ငယ်ပေမဲ့မကြခင်မှာပဲသူ့ရဲ့မျက်နှာအမူအရာအကြီးအကျယ်ကိုပြောင်းလဲသွားပါတယ်ထို့ကဲ့သို့မျက်နှာအမူအရာပြောင်းလဲမှုမျိုးကအလုံးစုံမရှိသူအတွက်တော့အရန်အောင်မှရှားပါလုံးပါတယ်ပြင်ပလူတယောက်ကသာအခုလိုအလုံးစုံမရှိသူကိုမြင်ရမယ်ဆိုရင်လုံးဝမှင်သက်သွားပါလိမ့်မယ် ဘရုံးမမမတက်တဲ့တောင်ကပြိုကျလာရင်တော့မျက်နှာအမူအရာမပြောင်းလဲတဲ့အလုံးစုံမရှိသူကဒီလိုမျက်နှာအမူအရာမျိုးကိုဘရုံးမမပြတတ်ပါဘူးပို့ပြီးတော့ရေကြည့်တာမျက်နှာအမူအရာပြောင်းလဲတာအဲ့လောက်ထိကိစ္စမရှိပေမဲ့သူ့ရဲ့မျိုးလုံးထဲမှာတုံလုံးမှုများရှိနေပါတယ်မဟာမင်းရဲ့ဖဲဝင်တယောက်နဲ့ထိုင်ဝမ်ဂျိုရဲ့အရှင်သခင်တယောက်အနေနဲ့သူကကဘာကြီးကိုကြိုတင်မြင်နိုင်တဲ့သူဖြစ်ပြီးသူ့ရဲ့အကြံစီတွေကသမုတ်တရားလိုပဲနှဆိုင်ပါတယ်ထိုတုံလုံးမှုကမဟာမင်းတစ်ခုလုံးကိုလောက်ခသွားစေနိုင်ပါတယ် သူကအသက်ရှူတံပြပြနဲ့မြုံနိုင်စေရမျက်နှာအမူအရာနဲ့သူ့ရဲ့ညာလက်ကိုသူ့ရဲ့ခန္ဓာကိုယ်ရှိမှအမြင်မဲ့လှုပ်ရှားလိုက်တော့ခုနှစ်ယောက်စုံမိုးတိမ်တစ်ခုကပေါ်လာပါတယ်မိုးတိမ်ကတခုခုကိုတွန်းလှန်နေသလိုအရှိ့ကိုပြန်သွားပါတယ်ဒူဝါရင်ခုနှစ်ယောက်မိုးတိမ်ကငါးဘေးအကွာကိုရောက်တော့မမြင်ရတဲ့အင်အားတစ်ခုကဝင်းရံလိုက်ပြီးမိုးတိမ်ကပြုတ်ကွဲသွားပါတယ်မိုးတိမ်ကပြုတ်ကွဲသွားပြီးတဲ့နောက်လီဟာနေထဲကနေလက်တစ်ဖက်ကပေါ်လာပြီးအလုံးစုံအမြင်ရှိသူ့ကိုရေအဆန်းနဲ့ဖမ်းဆွဲဖို့အတွက်စူးစမ်းလိုက်ပါတယ်ဒါတော့ပါလေ လုံးစုံအမည်ရှိသူပဲနှစ်ပေါင်းများစွာခိုင်မာအောင်ကျင့်ကြံတဲ့စိတ်ဓာတ်နဲ့တောင်ထိုကြီးမားတဲ့လက်ကိုရင်ဆိုင်ရတော့သူ့ရဲ့တာဝန်စိတ်ကပြိုကွဲတော့မလို့ခံစားလိုက်ရပါတယ်။မြုံနိုင်စရာမျက်နှာအမူအရာနဲ့သူကအမြန်ပဲဆုတ်ခွာသွားပါတယ်။အခုချိန်မှာသူကသူ့ရဲ့ရင်ဘတ်ထဲကနေပေါက်ကွဲထွက်လာတော့မလို့နှလုံးခုန်တန်မြင်လာတာကိုခံစားမိပါတယ်။မျက်နှာအမူအရာအရင်အောင်မှမှိုက်မဲနေပြီလက်နှစ်ဖက်နဲ့အမြန်ပဲလက်တစိတ်ဖွဲ့က ခုနှစ်ဆင်ကျဲရဲ့စွာသူကအဟိလိုက်ပါတယ်သူကပြောလိုက်တော့ကဘာကြီးရဲ့အရောင်ကပြောင်းလဲသွားပြီးကောင်းကင်ရနေအလင်းတန်းနေရာဆင်းသက်လာကခုနှစ်အောင်ဆုံးတက်တန်းရောင်နေရာဖြစ်လာပါတယ်ထိုအလင်းရောင်ကအမြန်ဆုတ်ခွနေတဲ့အလုံးစုံမြရှိသူကိုချက်ချင်းပဲဝင်းရလိုက်ပါတယ်အလုံးစုံမြရှိသူရဲ့မျက်လုံးနေရာလင်းလက်သွားပြီးသူ့ရဲ့ညာလက်နဲ့ရဲဆန်းနဲ့ရှေ့ကိုထိုးချလိုက်ပါတယ်ခုနှစ်အောင်ဆုံးအလင်းရောင်ကအလုံးမလှပါတဲ့ဝဲကြီးရတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်ပို့ပြီးတော့မြုံနိုင်စရာကောင်းတာဝဲကြီးရထဲမှာတောက်ပါနေတဲ့ကျဲခုနှစ်ပွင့်ရရှိနေပါတယ်မြောက်ဘက်မှာကျဲတပွင့်တောင်ဘက်မှာကျဲတပွင့်ရှိတဲ့ဆိုတဲ့ရှေးအောင်ဌာနကြီးတစ်ခုပါရှိပါတယ် တယ်။တောင်ဘက်ကကြယ်ရာတည်ခြင်းကိုကိုစားပြုပြီးခုနှစ်ဆင်ကြယ်ရာတော့အသက်ရှင်တန်ခြင်းကိုကိုစားပြုပါတယ်။ယခုထိတ်မှအလုံးစုံမြင့်ရှိသူရဲ့ဤပညာဒါနာအီလာယတနာပစီတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ 9ပွင့်ဝဲကရက်ကအလုံးစုံမြရှိသူနဲ့ကြီးမားတဲ့လက်ချားမှာရှိနေပါတယ်။ဒိုဝါရင်ဝဲကရက်ကကြီးမားတဲ့လက်ကိုတားဆီးတော့မယ်ဆိုတာနဲ့လက်ကဝဲကရက်ကိုလူလူရှူပြီးတော့ဖျက်သွားပါတယ်။ကြီးမားတဲ့လက်အတွက်အရှိရအရာအလုံးကမမြင်ရတဲ့အရာလိုပါပဲ။အလုံးစုံမြရှိသူရဲ့မျက်နှာမူရာကလည်းပြန်ပြီးတော့ပြောင်းလဲသွားပါတယ်။သူကတဖန်ပြန်ဆုပ်ခွပြီး9နှစ်ကျဲပြုတ်ကွဲခြင်း9ရောင်စုံဝဲကရက်ထဲကနေကျဲတပွင့်ကလည်းပြုတ်ကွဲသွားပါတယ်။အချိန်တည်းမှာပဲကျန်တဲ့ကျဲ6ပွင့်ကလည်းပြုတ်ကွဲသွားပြီးမြုံနိုင်စရာတုန်ခါမှုတစ်ခုကဖြစ်တည်လာပါတယ်။ဒိုဝါရင်ကြီးမားတဲ့လက်ကခဏတော့မရက်ပဲထူတုန်ခါမှုလိုင်းကိုဖျက်ချုပ်ကာ အလုံးစုံမြင်ရှိသူစီကိုကြောက်လာပါတယ်။ဒေါဒေါဘာကြီးလဲ။အလုံးစုံမြင်ရှိသူရဲ့မျက်လုံးလေးထဲမှာတုံလုံးမှုများပြင်းထန်နေပါတယ်။သူကနှစ်ပေါင်းများစွာကြီးညံ့ခဲ့ပေမဲ့ဒီလောက်ထိထူးဆန်းတဲ့အရာကိုမမြင်ဘူးပေါ့။သူ့ရဲ့စိတ်တွေကလည်းတုံလုံးသွားပြီးမျက်လုံးတွေကခုနှစ်အောင်စုံအလင်းများထွက်လာပါတယ်။သူကနှဆိုင်စွာနဲ့လေးကိုရှူတင်လိုက်ပြီးလက်နှစ်ဖက်နဲ့လက်တစိုက်ဖက်က ကောင်းကင်ကံကြမ္မာသူကအဟေးလိုက်ပါတယ်ကောင်းကင်ကံကြမ္မာကအလုံးစုံမြင်ရှိသူရဲ့ကျင့်ကြံမှုရဲ့အနှစ်သာရပါထိုနီပညာကိုအသုံးပြုဖို့အတွက်ရည်ချင်းရှိတဲ့လူကအများကြီးမရှိပါဘူးဒါဝရင်ယခုချိန်မှာသူကနှစ်ပေါင်းများစွာမတုံးခဲ့တဲ့ထိုနီပညာကိုတွန်းဆမှုမရှိဘဲအသုံးပြုလိုက်ရပါတယ်ထိုနီပညာကိုအသုံးပြုလိုက်ရတာသူ့ရဲ့အတတ်နဲ့တည်ခြင်းကအကြက်တဲတစ်ခုကိုနီကက်လာနေရလို့ခံစားမိလို့ပါသူကမေးလို့နီပါဖြစ်နေတဲ့အရာတစ်ခုကသူ့စီကိုကြောက်လာနေလို့ပါ ထိုအချက်တည်းကထိုကြီးမားတဲ့လက်ကြောက်ပါအလုံးစုံမြင်ရှိသူကရေရွရင်ကောင်းကင်ကိုလညုံနဲ့ထိုးလိုက်ပါတယ်ကောင်းကင်ကလည်းတုံရင်သလိုဖြစ်ပြီးမိုးတိမ်အာလုံးကပျောက်ကွယ်သွားကကြည်လင်တဲ့ကောင်းကင်ကပေါ်လာပါတယ်အလုံးစုံမြင်ရှိသူကကောင်းကင်ကိုလညုံနဲ့ထိုးလိုက်တော့မြင်းနဲ့လူတိုင်းကတုံလို့သွားစီမဲ့မြေခွင်းတစ်ခုကကောင်းကင်မှာပေါ်လာပါတယ်ကီလိုမီတာတောင်းချီကျယ်ဝန်းနဲ့ကြီးမားပြီးအဝိုင်းပုံစံအရာဝတ္ထုတစ်ခုကကောင်းကင်မှာပေါ်လာပါတယ်အောက်ကနေကြီးမဲ့ဆိုရင်တော့ကြီးမားတဲ့တန်လိုင်းပြောင်တစ်ခုလိုပါပဲထိုတန်လိုင်းပြောင်ပေါ်မှာမော်ထင်းစားတွေအများကြီးကလေးလန်းနေပြီးလူတယောက်ရဲ့စိတ်ကိုတုံလို့သွားစီနိုင်ပါတယ်ထိုအရာဝတ္ထုကအရင်ဦးမ ှကြီးမားပါတယ်ထိုင်ဝမ်ဂျိုဝါနောင်ကိုတေးသွားသူလိုပါပဲအလုံးစုံမြင်ရှိသူရဲ့မျက်လုံးတွေဟာထူးဆန်းတဲ့အလင်းရောင်များထွက်ပေါ်နေပြီးအရန်အုံးမှာအလေးနက်ထားတဲ့ပုံပေါက်နေပါတယ်သူကလက်တစိုက်ဖွဲ့ပြီးကောင်းကင်ကိုလက်ညှိုးနဲ့ထိုးကောင်းကောင်းကင်ရဲ့စာနောက်အတိမတ်ပြုသူကအိုဟစ်လိုက်ပါတယ်သူကပြောလိုက်တော့ကောင်းကင်တို့ခင်မှာကျေလောင်တဲ့အတန်တစ်ခုကပဲ့တင်ထပ်သွားပါတယ်ထိုအတန်ကဂျိုတို့ခုလုံးပြန့်နှံ့သွားပြီးအနီးနားဂျိုရီယာနောင်ကိုကြားပါတယ် ကြီးမားတဲ့တန်လိုင်းပြောင်းသွားထိုတန်တဲ့တူကိုလဲပတ်လာပါတယ်လဲပတ်လာနေအများအကောင်းရင်းကိုဖြောင်းပြလှန်နိုင်တဲ့အကန့်တက်မဲ့စွားတစ်ခုကလည်းထွက်လာပါတယ်အလုံးစုံအမြင်ရှိသူကစုပ်ခါရင်ကြီးမားတဲ့တန်လိုင်းပြောင်းရဲ့အလဲဘိုကိုဥတီသွားပါတယ်လက်ကသူ့စီကိုရောက်လာတော့သူကအမြင်မဲ့လက်တစိမ့်ဖွဲ့ပြီးတွက်ချက်လာပါတယ်သူကပို့ပြီးတော့တွက်ချက်လေသူ့ရဲ့မျက်နှာအမူအရာပို့ပြီးတော့မှိုင်မဲလေးပါနောက်ဆုံးတော့မျက်နှာမိကုံးအောင်ဖြစ်သွားပါတယ်ထိုအရာအလုံးကဖြည်းဖြည်းချင်းလို့ထင်ရပေမဲ့တကယ်တော့ခဏလေးပဲကြာလိုက်ပါတယ်ငါးထောင်မတွန်းလန့်နိုင်ဘူး အလုံးစုံမရှိသူရဲ့မျက်လုံးတွေကလင်းလက်သွားပြီးညာလက်ကိုလှည့်လိုက်ပါတယ်သူရဲ့နောက်ကကြီးမားတဲ့တန်လိုင်းအပြောင်းကလည်းတဖန်ပြန်လေပတ်လာပါတယ်တန်လိုင်းအပြောင်းကနေဟိဟောက်တန်အောင်ထပေါလာတဲ့အမြအလုံးစုံမရှိသူရဲ့ရှေ့မှာကြီးမားတဲ့လက်ကိုတားစီးဖို့ကြိုးစားရင်းစွာတစ်ခုကစူးစီးလာပါတယ်လုံလုံးအထီအမျက်မလဲဘူးဒီအဖိုးကြီးကနှစ်ပေါင်းများစွာကြီးညံခဲ့တာဖြိုခွင်းဖို့နီလန်တစ်ခုကိုမမြင်နိုင်ဘူးဆိုတာငါမယုံကောင်းကင်ကန့်ချမှာဒစိမ့်၆ခုဖွင့်လက် အလုံးစုံမြင်ရှိသူကပြောလိုက်တော့တန်လိုင်းပြောင်ကအလှည့်ပြောင်ကမြုံနိုင်စရာအဆင့်ကိုရောက်ရှိသွားပါတယ်။အရွယ်စားအကန့်အသတ်မရှိကြီးမားပီးသားဖြစ်ပေမဲ့မြုံနိုင်စရာအရွယ်စားတစ်ခုထိဆက်ပြီးတော့ကျေပြန်လာပါတယ်။အဝေးကနေထိုင်ဝမ်ဂျိုကိုကြည့်ရင်တန်လိုင်းပြောင်ရဲ့မြုံနိုင်စရာကြီးမားတဲ့ပုံလေးကိုမြင်ရပါလိမ့်မယ်။ ထိုတန်လိုင်းအပြောင်းဟာအဖြူမဲရောင်ဖြစ်ပြီးမရမနာနဲ့လင်းလန်းနေပါတယ်။ထိုတန်လိုင်းအပြောင်းနဲ့ရှင်ထိုင်ဝမ်ဂျိုကစေဝန်ပုံတပုံလောက်ပဲရှိပါမယ်။တန်လိုင်းအပြောင်းကကျေပင်းလာနဲ့အများလေပန်းနေတဲ့ဟင်းအောင်တန်ကပို့ပြီးတော့ကျေလုံးလာပါတယ်။အလုံးစုံမရှိသူရဲ့သပင်တွေကလေမရှိပဲလွင့်နေပြီးသူ့ရဲ့လက်တွေကအရန်အောင်မြန်လုံးလို့အရေးတရာဖြစ်ပေါ်နေပါတယ်။သူကဆက်ပြီးတွက်ချက်နေရင်သူ့ရဲ့မျက်လုံးတွေမှာစိုးရိမ်မှုတွေနဲ့သူကြောတွေကပေါ်လာပါတယ်။ကြီးမားတဲ့လက်ကအလုံးစုံမရှိသူစီကိုပို့ပြီးတော့နီးကပ်လာပါတယ်။ပေတုံးကအကွာလုံးမှာသူ့ရဲ့မျက်လုံးတွေကလင်းလက်သွားပြီးညာလက်ကရုတ်တရက်ရေတန့်သွားပါတယ်။ ဇလန်းတစ်ခုလုံးမတွက်ချက်နိုင်ပေမဲ့တွန်းလန့်ဖို့နီလန်းတစ်ခုတော့ရှာတွေ့ပြီအလုံးစုံမြင်ရှိသူကခဏတာတွန်းဆုပ်ပြီးတပြင်းဝင်ချလိုက်ပါတယ်နောက်ဆုံးမှာတော့တွန်းဆုပ်မှုမရှိပဲသူ့ရဲ့ညာလန်းနဲ့မြခုံးတစ်ခုချောင်းညွှန်လိုက်ပါတယ်ဖိဖိချင်းလို့ထင်ရပေမဲ့လန်းတစ်ချောင်းမှာလက်တစိုက်တွေအများကြီးကိုဖဲလိုက်ပါတယ်နောက်ဆုံးတော့သူ့ရဲ့လက်ချောင်းကထာဝရတည်တမ်းမဲ့အရာတစ်ခုလိုဖြစ်သွားပြီးမြခုံးတစ်ခုချောင်းကိုလန့်ထိလိုက်ပါတယ်အလုံးစုံမြင်ရှိသူရဲ့စိတ်ထဲမှာမိုးကြိုးပစ်တန့်လို့ဟင်းယုတ်တန်တစ်ခုကပစ်တင်ထွက်သွားပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကတုံ့ရင်သွားပြီးသူ့ရဲ့ထဲကနေရိတ်တွေအများကြီးရောက်ထွက်ပေါ်လာပါတယ် ထိုအရိတ်အားလုံးကအလုံးစုံမြင်ရှိသူနဲ့တပုံလေးပါမကြခင်မှာကောင်းကင်မှာအလုံးစုံမြင်ရှိသူများပြည့်နှက်သွားပါလေဒီရာမူလဆွေးင်းကိုဆွေးယူခြင်းဆွေးယူပါစေ အရေးအားလုံးကကြီးမားတဲ့လက်စီကိုတုံးဝင်သွားပါတယ်။ရှေ့ကနီယောင်အလုံးစုံမြင်ရှိသူရဲ့အရေးကနီးကပ်လာတော့ကြီးမားတဲ့လက်ကခေါဆောင်လိုက်ပါတယ်။အနီယောင်အရေးကပြုတ်ကွဲသွားပြီးပြန်ချင်းမသွားပဲကြီးမားတဲ့လက်ကြီးကဆွဲယူလိုက်ပါတယ်။ဟိန်ဟောက်တန်နေရဇရိုက်ကိုထပ်ပေါ်နေရင်အရေးတွေတစ်ခုပြီးတစ်ခုကပြုတ်ကွဲကဆွဲယူခံလိုက်ရပါတယ်။နောက်ဆုံးမှတော့အလုံးစုံမြင်ရှိသူရဲ့မျက်နှာပိုပြီးတော့ဖြောဖြောလာပြီးမျက်လုံးထဲမှာတွက်ချက်နေတဲ့အလင်းတန်းတွေကလင်းလန်းနေပါတယ်။ဒီကဘလောက်ထိဆွဲယူနိုင်မလဲဆိုတော့ဒီဖိုးကြီးကကြည့်ကျင်တယ် ဆယ်ချိန်လောက်အသက်ရှူသွင်းတဲ့အချိန်မှာအရေးအလုံးကြီးပါပြုတ်ကွဲပြီးတော့ဆွေးဥခံလဲရပါတယ်။ကြီးမားတဲ့လက်ကမကျင်တဲ့သေးပဲအလုံးစုံမြင်ရှိသူစီကိုနီးကပ်လာပါတယ်။အလုံးစုံမြင်ရှိသူရဲ့မျက်လုံးလေးထဲမှာတွက်ချက်တဲ့အလင်းတန်းနေရာပို့ပြီးတော့ပင်ထက်လာပြီးသူ့ရဲ့ညာလက်ကမျက်ခုံးတစ်ခုချောင်းကိုတွန်းဆုံမှုမရှိပဲထပ်ညွန်လိုက်ပါတယ်။အရေးတစ်ထောင်ချိုးကထပ်ပေါ်လာပြီးရှေ့ကိုတွန်းဝင်သွားပါတယ်။ဒီလိုပဲအလုံးစုံမြင်ရှိသူကအရေးတစ်ထောင်ချိုးကိုလေးကျင့်တီတီခေါ်ယူပြီးကြီးမားတဲ့လက်ကဆွေးဥလိုက်ပါတယ်။ပြီးတော့ကြီးမားတဲ့လက်ကဖြည်းဖြည်းချင်းဆုတ်သွားပါတယ်။အလုံးစုံမြင်ရှိသူကိုအာယုံမဆိုင်တော့ပဲပျောက်ကွယ်သွားပါလုံးမယ်။အလုံးစုံမြင်ရှိသူကထိုးအချိန်ကိုစောင့်နေရပါ။ သူ့ရဲ့ရိတ်တဲ့အများကြီးကိုကြီးမားတဲ့လက်ကဆွဲယူလိုက်တာကိုသူကလက်မခံနိုင်ပါဘူး။ဘယ်နီးပညာမင်းကိုဖန်တီးထားလဲဆိုတော့ငါကယူမဆိုင်ဘူး။ဒါပေမဲ့ဒီနေ့ငါစီကနေမင်းရဆွဲယူထားတဲ့မူလဆွမ်းရဲ့အားလုံးကိုပြန်ထုတ်ပေးရလိမ့်မယ်။ အလုံးစုံမရှိသူရဲ့ခန္ဓာကိုယ်ကလှုပ်ရှားသွားပါတယ်။ကြီးမားတဲ့လက်ကပြောက်ကွက်သွားတော့မယ့်အချိန်မှာအလုံးစုံမရှိသူကလှန်သွားသုံးချောင်းပုံတောင်ကိုရဲအဆန်းနဲ့ဖိချလိုက်ပါတယ်။မြေကြီးတွေကလည်းပြင်းရထန်ကိုတုံဝင်သွားပြီးကြောက်တုံးကြီးတွေကတောင်ကနေပြုတ်ကျလာကဖုန်တွေအများကြီးရထားလာပါတယ်။တောင်ကတုံဝင်လာတဲ့အများအကွဲချောင်းတွေကလည်းပေါ်လာပြီးပြန့်နှံ့သွားပါတယ်။တောင်သုံးလုံးကပြုတ်ကွဲတော့မယ့်ပုံပါပဲ။ကောင်းကင်ကန်ချမှာလှန်သုံးချောင်းအလုံးစုံမရှိသူကအော်ဟစ်လိုက်တော့တောင်သုံးလုံးကပြုတ်ကွဲသွားပါတယ်။ကြောက်စရစ်ခဲတဲ့အများကြီးကလည်းပြုတ်ကျလာပြီးတောင်တလုံးချင်းစီရဲ့အလေဘူကနေငွေရောင်အလင်းများထွက်လာပါတယ်။ မြေကြီးပေါ်ဟာတုန်ခါမှုကအထွန်ထဲကိုရရှိသွားပြီးဆက်ပြီးတော့ပြန့်နှံ့သွားတဲ့အများကြီးကျဉ်းကျန်းသူတွေအများကြီးကလေတွေကိုပြင်တက်လာကြပါလိမ့်။တောင်တွေကပြုတ်ကွဲသွားတဲ့အများအလင်းနဲ့တုံးကူကလည်းပူပူပြီးတော့ပေါ်လင်းလာပါလိမ့်။နောက်ဆုံးတော့အလုံးစုံမရှိသူကလှမ်းယူလိုက်တော့တောက်ပါတဲ့ငွေရောင်အလင်းနဲ့နေရမြေကြီးကနေထွက်လာပါလိမ့်။ငွေရောင်အလင်းနဲ့နေရလင်းလန်းစွာနဲ့တောက်ပါစွာပြင်တက်လာပြီးပေတရာကျော်ရှေလီယာတဲ့လန့်သွားသုံးချောင်းကပေါ်လာပါလိမ့်။ထိုလန့်သွားသုံးချောင်းကငွေရောင်ဖြစ်ဖြစ်ပြီးရဆက်ကြံကြုတ်တဲ့အချိန်ဝါကိုထွက်လွတ်နေပါလိမ့်။လန့်သွားသုံးချောင်းကိုကင်ဆယ်ထားတဲ့အလုံးစုံမရှိသူရဲ့မျက်လုံးတွေကလင်းလက်သွားပြီးရေရဲဆန်းဆန်း န်းနဲ့ပြုတ်လိုက်ပါတယ်လှန်သွားသုံးချောင်းကအရန်အုံးမှမြင်ပါတယ်လေထဲမှာတရွှိရှိနဲ့မြည်ဟီးပြီးပျောက်ကွက်လူနီပါဖြစ်နေတဲ့ကြီးမားတဲ့လက်ကြီးစီကိုဥတီသွားပါတယ်လှန်သွားသုံးချောင်းကကြီးမားတဲ့လက်နာကိုရောက်တော့ငွေရောင်လင်းတစ်ခုကလင်းလက်သွားပြီးလက်ကိုထူပေါက်ဝင်သွားပါတယ် ြီးမားတဲ့လက်ကလည်းတုံရင်သွားပြီးထူဖောက်ခံရတဲ့နေရာကနေမူလဆွေင်းတွေအများကြီးအားထွက်လာပါတယ်မူလဆွေင်းတွေကထွက်လာတဲ့အလုံးစုံမရှိသူစီကိုအမြဲပဲပြန်တန်းလာပါတယ်အရေးတွေအဖြစ်ပြောင်းလဲသွားပြီးသူနဲ့ပြန်လည်ပြီးတော့ပေါင်းဆက်သွားပါတယ်အေယာမလက်ကြီးကခဏတရရတန်သွားပြီးပျောက်ကွက်သွားနေပြန်ပေါ်လာကအလုံးစုံမရှိသူစီကိုလှမ်းလိုက်ပါတယ်အလုံးစုံမရှိသူရဲ့ရှေ့ဖြစ်ဟောအလင်းတန်းနေရာပို့ပြီးတော့ပြန်ထန်လာပြီးသူ့ရဲ့ညာလက်ကိုဆန်ထုတ်လိုက်တော့လှန်သုံးခွားကအေယာမလက်ကြီးကိုပြန်လည်ထိုးဆက်လိုက်ပါတယ်ဒူဝရင်လှန်သုံးခွားကအေယာမလက်ကြီးကိုထိုးဖောက်လို့ညီပါမှာအေယာမလက်ကြီးကရုတ်တရက်လှဲ့ပြီးလှန်သုံးခွားကိုစုပ်ကန်လိုက်ပါ ်ပါတယ်။ကျေလုံတဲ့အတန်တစ်ခုနဲ့အတူလှန်သုံးခွားကနေကွဲရတဲ့တန်တွေအများကြီးရထွက်လာပါတယ်။ငွေရောင်အလင်းတွေကလှန်သုံးခွားကနေယူစိတ်ထွက်လာပြီး EMR လက်ကြီးကဆုပ်လိုက်ပါတယ်။ခဏတာပဲကြာပြီး EMR လက်ကြီးကကင်နာတာကိုလွှတ်လိုက်ပါတယ်။လှန်သုံးခွားကိုဂူးမဆိုင်တော့ပဲအလုံးစုံမြင်ရှိသူစီကိုတက်တက်တိုးဝင်သွားပါတယ်။အလုံးစုံမြင်ရှိသူကဆုပ်ခွားကိုလုံးနေတော့ EMR လက်ကြီးကလီဟာနေကိုဆုပ်ကန့်လိုက်ပါတယ်။လီဟာနေကိုဆုပ်ကန့်လိုက်တာနဲ့မမြင်ရတဲ့လက်တစ်ဖက်ကသူ့ကိုဆုပ်ကန့်ထားသလိုအလုံးစုံမြင်ရှိသူရဲ့ခန္ဓာကိုယ်ကတုတ်ခါသွားပါတယ်။ အီယာမလက်ကြီးကအလုံးစုံမရှိသူ့ကိုစုပ်ကိုင်ပြီးတဲ့နောက်ရေအဆန်းနဲ့ညှစ်လိုက်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလည်းတွန်ခါပြီးမြပြလာတဲ့ပုံရိပ်တွေအားပေါ်လာပါတယ်။ပုံရိပ်တွေအားပေါ်လာတဲ့လက်ကြီးကဆုပ်ယူလိုက်ပါတယ်။ထိုဆုပ်ယူမှုကအလုံးစုံမရှိသူ့ရဲ့ပုံရိပ်တွေထွက်လွန်းနေတဲ့နှုံထက်အစမတန်မြန်ဆန်ပါတယ်။ရာလန်းအနေနဲ့အလုံးစုံမရှိသူ့ရဲ့ဆုံရှုံမှုကမတွေးမွန်းစရာကြီးဖြစ်ခဲ့ပါတယ်။စေချင်းအသက်ရှူချင်းအတွင်းမှာပဲအီယာမလက်ကြီးကပို့ပြီးတော့ထင်ရှားလာပေမဲ့ဆက်လက်ဆုပ်ယူတာမျိုးကိုမလုပ်တော့ပါဘူး။ ဖြည်းဖြည်းချင်းလွတ်ပေးလိုက်ပြီးပြန်ဆုတ်သွားကလီဟာနယ်ထဲမှပျောက်ကွယ်သွားပါတယ်ဒီတခါတော့အလုံးစုံမရှိသူကလိုက်ရှာဖို့အတွက်မဝင်တော့ပါဘူးမျက်နှာကလည်းဖြျော့သွားပြီးမျက်လုံးတွေကလည်းမှိန်ဝင့်နေပါတယ်သူရဲ့ခန္ဓာကိုယ်ကလည်းတုန်ခါပြီးသွေးတစ်ပါးကအန်ထွက်လာပါတယ် ငါမှားသွားတာအရင်အောင်ဆုံးဝလင်းချောင်းမှားရင်ခဲလို့ဒီယာပေါ်လာတာပြီးတော့ဒီယာချောင်းထပ်ပြီးတော့မှားပြန်လို့သူက ပို့ပြီးတော့ဆုပ်ယူခွင့်ရသွားတာအလုံးစုံအမြင်ရှိသူကတိတ်တဆိတ်နဲ့တွေးတော်ရင်တုံးကားလံအောင်ပြန်သိမ်းလိုက်ကထိုင်ဝမ်ချိုးပြန်သွားပါတယ်တွန်းဆုံးနေခြင်းမရှိပဲသူကတကားပေးချင်းညံမှုအတွက်ရွေးချယ်လိုက်ပါတယ်အဲ့ဒီပုံကြီးလက်ကြီးကတပ်ဖို့အတွက်ရွေးချယ်မရှိဘူးဆုပ်ယူဖို့ပဲလိုချင်တာလုံလောကိုဆုပ်ယူပြီးတော့ထွက်သွားတယ်ကံမကောင်းစွာနဲ့ငါပထမအစိတ်ပိုင်းကိုပဲရှစ်ပြစ်ဟော်ကင်ထုတ်နိုင်ခဲ့တယ်နောက်ဆက်တွဲတော့မဟုတ်နိုင်ခဲ့ဘူး အဲ့လက်ကြီးဟာတမဲရာတခုမဟုတ်ဘူးဝိညာဉ်တခုဟာထိန်းထုံးနေတဲ့အရာ အလုံးစုံမြင်ရှိသူဟာခါတိစွာနဲ့ပြောင်းလိုက်ပါလေသူဘက်ကအရင်စားတိုက်ခိုင်းမှုကိုမလုပ်ခင်ရင်သူ့ရဲ့ဆုံးရှုံးမှုကဒီလောက်ထိမများခဲ့ပါဘူးဒူဝါရင်ယခုထိတ်မှာတပင်းချောင်းကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူးအေယာမလက်ကြီးရဲ့ဖန်စီချင်းကိုအသက်ရှူချိန်စေချိန်လောက်ပဲခံရပေမဲ့အခြားနိဗ္ဗာန်ဖြတ်စည်းသူချင်းညံ့သူတွေဒါဆိုရင်သူတို့ရဲ့အသွေးနဲ့အသားတွေမူလဝိညာဉ်အလုံးကစိုးရူခံလိုက်ရမှာတပင်းချောင်းရဲ့အလုံးစုံမြင်ရှိသူကပို့ပြီးတော့ရှင်းရလာပါလေသူကဆုံးရှုံးလိုက်ရတာမူလစွန်းရင်းတွေမဟုတ်ဘူးဆိုတာသူကသိပါတယ်သူ့ရဲ့ပြပြေစုံနဲ့တောင်းနှလုံးသားမှာတော့အကွဲချောင်းတစ်ခုကရှိနေပါပြီ ဒီအဖြစ်ဖြစ်မတိုင်ခင်မှာငါရဲ့ဘွားမှာတကြိမ်သာမှားခဲ့ဘူးလေထို့သူတွင်နေအလုံးစုံမရှိသူအားကောင်းကင်ကံကြမ္မာဂိုင်းကိုပြန်သွားပြီးအပြောင်းကြောက်တုံးပေါ်မှာထိုင်လိုက်ပါတယ်သူရဲ့မျက်နှာမင်းသားထင်သာစွာရင်းရော်လာပါတယ်အရင်တော့မဟာမိတ်ကျေဆူစနစ်ကဂိုင်းကြီးခဲ့တဲ့အကြောင်းကြိုတင်မှားရင်းစွာဟိုကိန်ထုတ်ခဲ့ပြီလို့ငါရဲ့တောက်နှလုံးသားမှာအကွဲကြောင်းတစ်ခုကပေါ်လာတယ်အဲ့နောက်မှာတော့သူနဲ့ရုတ်တရက်တွေ့ဆုံခဲ့တယ်တစ်ချက်ကြည့်အောင်နဲ့ငါညံလင်းရသွားတယ် ငါရဲ့အမားကြောင့်တောင်နှလုံးသားမှာပေါ်လာတဲ့အကွဲကြောင့်ကပြန်ကောင်းလာတဲ့လက္ခဏာတွေပြလာတယ်။နှစ်ပေါင်းထောင်ချီကျင့်ကြံအားထုတ်ပြီးရဲ့နောက်ငါရဲ့တောင်နှလုံးသားကပြန်လည်ပြီးတော့ဖိဖေးဆုံးလာတယ်။ကောင်းကင်ရဲ့တောင်ကိုအစားထိုးဖို့အတွက်ငါရဲ့ကိုပိုင်ကောင်းကင်တောင်ကိုဖန်တီးတယ်။ဒါပေမဲ့ငါးစက်တိုက်နှစ်ကြိမ်မှာခဲ့ပြန်ပြီ။အလုံးစုံမြင်ရှိသူပါခါတီးတဲ့အမူအရာနဲ့ပြောလိုက်ပါတယ်။နဆိုးဝဉ္ဉ်ပင်လယ်မှာဝန်လေးနဲ့ပတ်သက်တဲ့ကိစ္စမှာမှားခဲ့ပြန်ပေမဲ့နောက်ဆုံးတော့အရာအလုံးကငါရဲ့အစီအစဉ်တိုင်းပဲပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ဒီတစ်ခါတော့အရင်ဦးဆုံးသူ့အကြောင်းကိုမှားပြီးနောက်တော့အဲ့လက်ကြီးအကြောင်းကိုထပ်ပြီးတော့မှားတယ်။အလုံးစုံမြင်ရှိသူကခေါင်းကိုခံရရင်ကောင်းကင်ကိုအချိန်ကြာကြီးကြီးနေလိုက်ပါတယ်။ဖြည်းဖြည်းချင်းမျက်လုံးလေးကိုမှိတ်လိုက်တာတပင်းချလိုက်ပါတယ်။လင်ထင်းဟိုးအတွက်ကတော့သူ့ရဲ့မျက်နှာကထိလန့်မှုရင်းနဲ့ပြင်းထန်နေပြီးဂျူရဲ့လက်ဖို့ဥတီပြီးတော့ပြင်းနေပါတယ်။မမြင်ရတဲ့အလင်းတွေတစ်ခုကသူ့ရဲ့နောက်ကနေလိုက်နေရဆိုတာခံစားရပြီးသူကထားခဲ့တဲ့တစိမ့်တွေအားလည်းဘယ်ရာမှအရာမထင်ပါဘူး။စိတ်နဲ့ချမ်းကွဲလူနေပါဖြစ်နေတယ်။လင်ထင်းဟိုးကဂျူရဲ့ဆုံကိုရောက်လာပြီးတောင်းမြောက်အန်ချိတ်ကအထဲကိုဝင်သွားပါတယ်။ တာလုံးချိုရာတုံးကဒီချိုတန်းစင်ပြီးအသုံးပြုခဲ့တဲ့မီတော်အစားနာအနေငယ်ကြံသေးရဆိုတော့ငါအသိတယ်အခုလို့အချက်တဲကာလာမှာအဲ့မီတော်ကိုအသုံးပြုပြီးတော့ခုခတ်နိုင်မယ်လို့မျှော်လင့်ရပါပဲသူကအတွင်းကိုဝင်သွားရတယ်ပူပြင်းတဲ့ line တစ်ခုကသူ့ရဲ့မျက်နှာကိုရိုက်ခတ်လာတာကိုခံစားရပါတယ်မမီရတဲ့အလင်းတန်းသူ့စီးကိုအမြဲမဲရောက်လာပြီးအတွင်းထဲကိုတက်တက်ဝင်လာပါတယ်ချက်ချင်းပဲအီယာမက်လက်ကြီးအဖြစ်ပြောင်းလဲသွားပြီးလင်ထင်းအိုးစီကိုနှမ်းလိုက်ပါတယ်လင်ထင်းအိုးကချွေးများနဲ့ရွှဲနေပြီးနှလုံးသားလည်းဒိဒိတ်ခုန်နေပါတယ်ဒါအဖာကြီးလည်း ဝင်လျောကဝိညာဉ်အာယုံနဲ့ချောင်းကြီးလိုက်မိတာလွယ်လို့ဘာမှမလုပ်ခဲ့ဘူးလေဘာလို့ငါးနောက်ကိုလိုက်နေရလဲ သူကတောင်းမြောင်းအန်ချိတ်ကမီတော့စီကိုရွေးလိုက်ပါတယ်သူရဲ့အချိန်ကမြန်ဆန်ပေမဲ့မီတော့နားကိုရောက်လို့နေပါမှာနောက်ကအီယမ်မလက်ကြီးကဖျင်းဆွနဲ့ဝင်ရင်လိုက်ပါတယ်ဒင်းထင်းဦးကသွေးရည်အများကြီးထွက်လာပေမဲ့ပုံမြန်တဲ့အချိန်နဲ့ရွေးလိုက်ပြီးရှေးကမီတော့ကိုမြင်လိုက်ရပါတယ်မီတော့ကအနေအောင်တောင်မန်နီငှက်ပုံစံမျိုးပါပဲဒင်းထင်းဦးကတောင်းမြောင်းအန်ချိတ်ကတောင်မန်နီငှက်စီကိုတဟုန်တိုးတွန်းဝင်သွားပေမဲ့မီတော့နားကိုနီးကပ်လာတဲ့အချိန်မှာအီယမ်မလက်ကြီးကဖျင်းဆွနဲ့စုပ်ကန်လိုက်ပါတယ်ထိုအချိန်မှာဒင်းထင်းဦးရဲ့ခန္ဓာကိုယ်ကတုန်ခါသွားပါတယ်ပုံဝင်ချင်းကအာကြီးတစ်ခုကသူ့ကိုချုံလုံထားသလိုသူကခံစားရပါတယ် ပြီးတော့အီယာမလက်ကြီးကသူ့ကိုရဲဆန်းညှိလိုက်တာနဲ့လင်ထန်ဦးရဲ့မျက်နှာကဖြူဖြော့သွားပါတယ်။သူ့ရဲ့အသားသွေးမူလဆွမ်းရည်နဲ့မူလဝိညာဉ်နဲ့ဝိညာဉ်ကိုပါတခါတည်းဆုပ်ယူခံနေရတော့သူကခံစားရပါတယ်။ဘလောက်ပဲရုန်းကန်ပါစေဘယ်ရာမှရာမထင်ပါဘူး။ချောင်းချိန်တော့အသက်ရှူပြီးရတော့လင်ထန်ဦးရဲ့မျက်လုံးလေးကဖြူကျက်လာပြီးမျောလင်းကျဲမဲမှုတွေကပြင်းထန်နေပါတယ်။ထိုးချိန်မှာသူကအဟိဖို့တော့မတက်နိုင်တော့ပါဘူး။ ူဝရင်မျောလင်းချဲမဲနေတဲ့အချိန်မှာသူ့ရဲ့မျက်ခုံးတစ်ခုကြားနေဝိညာဉ်အလင်းတစ်ခုကလက်သွားပြီးဆုပ်ယူနေတဲ့အားခဏတည်းရတန့်သွားပါတယ်တစ်ချိန်တည်းမှာပဲလင်းထင်ဟိုးကိုဆုပ်ကိုက်လာတဲ့အီယာမလက်ကြီးကရုတ်တရက်လွတ်ပေးလိုက်ပြီးပျောက်ကွက်သွားပါတယ် လင်ထန်ဟူကထိုရာအလုံးကိုကြီးနေပြီးအသက်ဘေးမှလွတ်မြောက်လာသလိုခံစားလိုက်ရပါတယ်။အလုံးစုံမြရှိသူဘက်ကအများကြီးဆုံးရှုံးထားမှုကသာမရှိခဲ့ဘူးဆိုရင်သူ့ကိုလုံအောင်ဆုပ်ယူလိုက်မှာဖြစ်ကြောင်းလင်ထန်ဟူကမသိလိုက်ပါဘူး။ဒိုဝါရင်အသက်ရှူချိန်6ချိန်အတွင်းမှာပဲလက်ကြီးကလင်ထန်ဟူရဲ့စွာအများစုကိုဆုပ်ယူနိုင်ခဲ့ပါတယ်။လင်ထန်ဟူကခါတိစွာနဲ့ပြုံးပြီးတပြင်းဝန်ချလိုက်ပါတယ်။အလုံးစုံမြရှိသူနဲ့ဘာတွေဖြစ်ခဲ့လဲဆိုတာသူက မသိပင်မဲ့အပြင်းကိုမထွက်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။တတ်နိုင်သမျှအမြန်ဆုံးပြန်လဲကောင်းမွန်လာအောင်လို့တကားပြီးကြင်ကြံရပါမယ်။ဝယ်လင်းဝန်ရှာပြီးလက်စားချိန်မဲ့အတွေ့ရတော့လင်ထန်ဟူအတွက်အယုံမှကြောက် စရာအကောင်းလုံးပါတယ်ထိုတွေးကိုဝင်လာတဲ့ချက်ချင်းပဲစိတ်ထဲကနေထုတ်ပြလိုက်ပါတယ်ထိုထူးဆန်းတဲ့လက်ကြီးကိုရင်ဆိုင်ခြင်းနဲ့စိတ်ကမရှိတော့ပါဘူးဝက်လင်းကတာလိုထားကန်ရဲ့မျိုစဉ်အပြေဘက်မှာထိုင်နေပါတယ်မီတော့ပင်လယ်ကလည်းပျောက်ကွယ်သွားပြီးကောင်းကင်စန်းကျင်မရေစေးကနေထွက်လာတယ်တောက်ပါတဲ့အလင်းတန်းနဲ့အစာထိုးခံရရပါတယ်တောက်ပါတဲ့အလင်းတန်းကပေါ်လာနဲ့နှစ်ခုကွဲသွားတာကိုခံစားလိုက်ရပါတယ်တစ်ခုကတော့အီယမမျိုစဉ်ထဲကလင်ထန်အိုးစီကိုသွားပြီးနောက်တစ်ခုကတော့လီဟာနယ်ထဲကိုဝင်သွားပါတယ်ဘယ်ကိုပျောက်ကွယ်သွားလဲဆိုတာကိုဝက်လင်းကမသိပါဘူးသူကတည်းကမကြခင်မှာပဲအလင်းတန်းနှစ်ခုလုံးကတပိန်နဲ့ထဲကအလိုလိုပြောင်းလာပြီးကောင်းကင်စန်း န်းကျင်ဗရေးစီထဲကိုဝင်သွားပါတယ်ထိုးချိန်မှာကောင်းကင်စန်းကျင်ဗရေးစီအားရုတ်တရက်တုန်ခါသွားပါတယ်ကောင်းကင်စန်းကျင်ဗရေးပေါ်ကနေပုံစံအလင်းရောင်ကလည်းတောက်ပဆောင်နဲ့ထွက်ပေါ်နေပါတယ်အလင်းတန်းတစ်ခုကဝင်သွားပြီးရဲ့နောက်ဖြည်းဖြည်းချင်းလည်ပတ်လာပါတယ် ဝလင်းကလွယ်လို့ဘသူကမှထိုးရောက်မသိနိုင်ပါဘူးလင်ထန်ဦးရဲ့ပြင်းထန်တဲ့တုတ်ပြန်မှုကြောင့်သူ့ရဲ့တပည့်အားလုံးကပြန်ကျဲသွားပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့မိကုန်းနေရပြင်းထန်နေပါတယ်ဝလင်းကတော့ဘာမှဖြစ်ခဲ့သလိုပုံမှန်ပါပဲသူကရင်ကောင်းကင်စန်းကျင်ဗရီစီယာအဆုံရောက်ရန်ကိုဆုပ်ယူလိုက်တာကြောင့်သူ့ရဲ့ခန္ဓာအတွင်းမှာကြီးမားတဲ့လိုင်းလုံးကြီးရဖြစ်ပေါ်နေပါတယ်ကောင်းကင်စန်းကျင်ဗရီစီပေါ်ကနေပုံစံကပုံမှုမျက်စံစွာနဲ့လေပတ်လာပါတယ်အနည်းမုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးတဲ့နောက်နောက်ဆုံးမှတော့ဝလင်းရဲ့စိတ်တစ်ခုလုံးလွှမ်းခြုံသွားပါတယ်ထိုဝလင်းကနှွေထွေးမှုကိုဖိဆွမ်းပါတယ်မတတ်မတာဖြစ်စေတာမျိုးမရှိပဲအရန်အောင်မှ ာတရုတ်တတဖြစ်စေပါရင်အလင်းရသူ့ရဲ့ခန္ဓာကိုယ်ပြေသွားတဲ့အခါဝင်လင်းကညင်သက်သွားပါတယ်သူ့ရဲ့ခန္ဓာကိုယ်ထဲကမူလဆွင့်ကပုံမှန်မျက်စံစွာနဲ့လေပတ်လာပါတယ်တပတ်ပြေသွားတိုင်းငွေရောင်အလင်းတန်းအနေငယ်စီအောင်ဝင်ရောက်လာပါတယ်နောက်ဆုံးမှတော့မူလဆွင့်တွေမှာနှွေထင်းမှုတွေအားပောင်းဝင်လာပါတယ်မူလဆွင့်ကပြောင်းလဲလာတဲ့အမျှဝင်လင်းရဲ့မူလဝိညာဉ်ကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်